ေမင်္ဂပါရှင်ကျမတို့ကတော့ grade 9 science group 6ကကျောင်းသားကျောင်းသူတွေပဲ ဖြစ်ပါတယ်ရှင်အခုကျမတို့တင်ဆက်ပေးမှာကတော့သိပ္ပံအခန်း6ကအောက်ဆီဂျင်သသေလေခြင်းဆိုတဲ့ project ကိုတင်ဆက်မှာပဲဖြစ်ပါတယ်ရှင်အောက်ဆီဂျင်သည်လေထုထက်တွေအဓိကပါဝင်ပြီးသက်ရှိသတ္တဝါများအတွက်အရေးပါသည့်ဓာတ်ငွေတစ်မျိုးဖြစ်သည် အောက်ဆီဂျင်သည် dressing လှဲကျစရာတွင်69ချင်းအုပ်စုဝင်ဖြစ်သည်ဓာတ်ပြုလွယ်သည့်ဓာတ်တူမဟုတ်သည့် dressing ဖြစ်ပြီးအခြား dressing အားလုံးနှိပါနှင့် drop ောင်းများအဖြစ်အထူးသဖြင့် outside drop ောင်းများအဖြစ်ပေါ်ဆနေလေရှိသည်သမအပူချိန်နှင့် PR အောက်တွင်အောက်ဆီဂျင်အတန်တစ်ခုဘူးတက်ကအနံ့အသက်အရသာနှင့်အရောက်ဆိတ်ကင်းမဲ့သည့်ဒိုင်အောက်ဆီဂျင် O2 တန်ဝဲအဖြစ်တည်ရှိသည့်အောက်ဆီဂျင်သည်ဆက်ကျော်ရာကြီးအတိတ်ဟိုက်ဒရိုဂျင်နှင့် ဟီလီယမ်ပြီးနောက်တတိယအများဆုံးတွေ့ရသည့်ဒွတ်စင်လည်းဖြစ်ပြီးကမ္ဘာမြေကြီး၏အပေါ်ယာမြင်လွှာတွင် အများဆုံးပါဝင်သည့်ကမ္ဘာလေထု၏20.800ခန့်နှုန်းမှာအောက်ဆီဂျင်ဓာတ်ငွေ့ဖြစ်သည့်အသားဓာတ်ပရိုတိန်းသကြားဓာတ်ကာဗိုဟိုက်ဒရိတ်အဆီဒတ်စာသီသက်ရှိများ၏အခြေခံမော်လီကျူးများတွင် အောက်ဆီဂျင်ပါဝင်တကက်သို့တတဝါများ၏အခွန်သွားနှင့်အယိုးများကိုဖျက်ဆီးထားသည့်အင်အုံကနေဒရပုံများတွင်လည်း အောက်ဆီဂျင်ကိုတွေ့ရှိနိုင်သည်ဆိပ်ပြာယုံရည်ညိရေမောပေးနှင့်ရွက်စိမ့်ပင်များအလေးဖြင့်စာချဲလို့ရာတွင် ရေမောလီကျူးအားဖြိုခွဲကအောက်ဆီဂျင်ကို O2 အသေးဖြင့်ထိုးလွှတ်ပေးသည်အောက်ဆီဂျင်သည်ရှုပ်ထွေးပွေလေသည့်ဘဟုကလစီပါသက်ရှိများစု အသက်ရှူရာတွင်အရေးပါသည့်တုံးဝေးဖြစ်သည်အောက်ဆီဂျင်တတရားလေခြင်းဆိုတာပါအောက်ဆီဂျင်ကိုလေထုဇီဝနယ်ပယ်နဲ့ နေသူဆွေရတို့မှတစ်စိတ်ရွေ့လျရတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။အောက်ဆီဂျင်တတရာလမ်းမှုအစစ်စစ်နံပါတ်၁ဖိုတိုဆင်သစ်စစ် အပင်တွေရင်ညှိတွေနဲ့ဆိုင်ယာနိုဘက်တီးရီးယားတွေကကာဗွန်ဒိုင်အောက်ဆိုက်နဲ့ရေကိုအောက်ဆီဂျင်နဲ့တခြားဖြစ်ကိုပြောင်းလဲပေးဖို့အတွက်ညီယောက်ချီကိုတူပြကြပါတယ်။အပင်တွေကအစာအတွက်တခြားကိုတူပြကြပါတယ်။နံပါတ်2အတက်ရှူအပင်တွေနဲ့ဒလေးဆံများကအောက်ဆီဂျင်ကိုတူပြပြီးတော့လေနဲ့ရေထဲကိုကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်ပေးပါတယ်။နံပါတ်3ဆိုးယူမှု ရင်ကြီးနဲ့ဆေးလာတဲ့အပင်တွေကကာဗွန်ဒိုင်အောက်ဆိုက်ကိုစိုးယူပြီးတော့ဓာတ်ပြည့်ခြင်းဖြင့်ကာဘိုဟိုက်ဒရိတ်တို့ပျော်လည်ပေးပါတယ်ဟုတ်ပါတယ်ရှင်ဒါကကြတော့အောက်ဆီဂျင်ရဲ့တတရားလက်ပူပဲဖြစ်ပါတယ်ရှင်အစိုးတီကြီးစုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်